မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးရာစုစေုပ်စုကိုတရားဝင်မှုလုံးဝမပြေရန်တမ်းမက်ကြီးတောင်းဆိုကမ္ဘာစားနေရိတ်ကောင်မဖို့လို့မှုနံပါတ်9အဆင့်သို့မြန်မာရောက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရာဇမှုများကျွလွန်နေသည့်စေအုပ်စုကိုမြေတီတရားဝင်မှုများပေးအပ်ခြင်းပြုရန်နိုင်ငံတကာအတိုင်ဝန်အားတမ်းမဲ့ကြီးကတောင်းဆိုလိုက်ပါရယ်စေအုပ်စုပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုလက်မခံရန်စေအုပ်စု၏အတူရောင်ရွေးကောက်ပွဲကိုအားလုံးစုပေါင်း၍ညီညီညွတ်ညွတ်ကန့်ကွက်ကြရန်နိုင်ငံတကာအတိုင်ဝန်အနေဖြင့်အာဏာရှင်စနစ်တိုက်ထုတ်နေမှုတွေခိုင်ခိုင်မာမာပံ့ပိုးကူညီပေးကြပါရန်အော်တိုဘာလ22ရက်ကုလသမဂ္ဂ၌ကျင်းပသည့်အလွန်အမင်းစင်ရွယ်ပါမှုနှင့်လူ့ခွင့်ရေးကောင်းစဉ်ဖြင့်အပြန်အလှန်ဆွေးနွေးပွဲတွင်ကုလသ မကဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တပ်အမကြီးဦးကျော်မိုးထွန်းကပါဝင်ဆွေးနွေးစဉ်မှာတောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ စေအောင်စုကိုတရားဝင်မှုမပေးုံတည်းမကဘူးမြမနွေကိုလက်တွေ့ကြတဲ့ကူညီမှုတွေပေးဖို့လိုတယ်အဲ့ဒီလောက်ထိမလုပ်ပေးနိုင်ရင်လည်းဆေးဘေးဒုက္ခသည်တွေလက်ထဲချင်းသေးပေါ့ရောက်မဲ့နီးလန်းတွေနဲ့စာနာမှုအကူအညီတွေပေးဖို့လိုပါမယ်ဟုရန်ကုန်အခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တို့ကပြောပါတယ်မြမနိုင်ငံတွင်ဆေးအာနာရှင်စနစ်ချုပ်ငိမ့်စေရင်မြမပြည်သူများပေါ်စေအောင်စုကျွလွန်နေသည့်စိတ်ရဆုံးမှုများနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်သည့်ရဆုံးမှုများအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးဝိုင်းဝန်းကူညီပေးကြရန်လဲတမ်းမဲ့ Sí, eso vale. လက်ရှိတွင်မြန်မာနိုင်ငံရေလူရေထက်ဝက်ကျော်မှဆင်းရဲနှံပါမှုအတွင်းကိုကြားရောက်နေပြီဖြစ်က3.6တန်းသောပြည်သူများမှပြည်တွင်းနေရာအနှံ့ပြသောနေရဲဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး22တန်းကံမှလူသားချင်းစာနာမှုအကူအညီအရေးတကြီးလိုအပ်လျက်ရှိကြောင်းတနိုင်ငံလုံးအတိုင်းအတာဖြင့်လူရေရဲ့ရာခိုင်နှုန်း30မှစားနပ်ရိက္ခာမပူလုံမှုပြဿနာမြေရင်ဆိုင်နေရပြီးရင်းညွန်ကိန်းအရာကမ္ဘာစားနပ်ရိက္ခာမပူလုံသည့်နိုင်ငံများနဲ့မြန်မာနိုင်ငံသည်အဆင့်9နိုင်ရှိနေသည်ဟုဆိုနိုင်ကြောင်းလဲတန်မကြီးကဆိုပါတယ် ်ဆက်လက်ပြီးတမ်မကြီးကစေယုစု၏လက်ချက်ကြောင့်ဖြစ်ပေါ်နေသောငတ်မှုခေါင်းပေါင်းမှုနှင့်ရှားလောင်မှုတို့ကြောင့်မြန်မာပြည်သူများအထူးသဖြင့်မျိုးသမီးများမိန်းကလေးငယ်များနှင့်လူငယ်လူရွယ်တို့မှာအွန်လိုင်းလိမ်လည်လှည့်ပြမှုလူနှင့်မူရစ်စေဝါကုန်ကူမှုစသည်နေဆက်ဖြတ်ကျော်မှုကဲများအတွက်လူကုန်ကူခံရနိုင်သည့်အနေရဲ့အလွန်မြန်မာလျက်ရှိပြီးအချို့မှာရင်းရဆုံးမှုများ၏တားကောင်များပင်ဖြစ်နေပြီဟုလည်းဆိုကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အထုရောင်ရွှေကောက်ပွဲနဲ့ရလက်ပေါ်ကန့်ကွက်ပေးဖို့ MPU ညီလာခံမှ CRPH တိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆေးဥစုကကျင်ပါမယ့်အထူးရောင်ရွေးကောက်ပွဲနဲ့ရလဲပေါ်ကန့်ကွက်ပေးဖို့အတိမတ်မပြုဖို့နိုင်ငံတကာပါလီမန်များဖွဲ့ IPU ညီလာခံမှပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကတိုက်တွန်းလိုက်ပါတယ်ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့မှာအောက်တိုဘာလ19ကနေ23ရက်ထိကျင်းပနေတဲ့150ကြိမ်မြောက် IPU ညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေကိုဒေါက်တာဝင်းမြတ်ရည်နဲ့ဒေါ်စမောင်တို့ဦးဆောင်တဲ့မြန်မာလွတ်တော်ကိုစားလဲဖွဲ့တက်ရောက်နေတာပါ အဲ့ဒီထဲမှာမလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဆွီဒင်၊ဩစတြေးလျနိုင်ငံတို့ကလွှတ်တော်ကိုယ်စားလှယ်ဖွဲ့တွေနဲ့တရားစီတွဲဆုံဆွေးနွေးခဲ့တယ်လို့ CRPH ကတင်းထုတ်ပြန်ပါတယ်။တွဲဆုံဆွေးနွေးမှုတွင်စစ်တပ်ကဆက်လက်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊လူခွင့်ရေးချိုးဖောက်မှုတွေနဲ့အကြမ်းဖက်မှုတွေကြောင့်နေရဆုံးခွာနေရပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းရှိစစ်ပေးဆောင်ပြည်သူတွေနဲ့အခြားနိုင်ငံရှိရွှေပြောင်းမြမပြည်သူတွေရဲ့အခြေအနေတွေနဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းတင်ပြခဲ့တာပါ။ CEO စုကကျင်းပ ပါမယ်တရားဝင်မှုမရှိတဲ့တူယောင်ရွေးကောက်ပွဲနဲ့ရလက်ပေါ်ကန့်ကွက်ပီးရင်နဲ့အတိမတ်မပြုတ်ရေးပါဝင်မတရားဖက်စီထိမ့်သိမ်းခံထားရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်တိုက်တွန်းခဲ့ပါတယ် 2020ပြည်နှစ်အတွေ့အထိရွေးကောက်ပွဲကနေရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တွေနဲ့ CRPH ကိုကမ္ဘာလွတ်တော်တိုင်ဝန်ကဆက်လက်အသိပေးပြုရင်းလက်ရှိပြည်ပခပြည်ရှင်ရေးနဲ့ရေရှည်တည်တက်တဲ့အဖြေရှားခြင်းမှာဒေါ်လာရင်းအင်အားစုတွေရဲ့ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေပေါ်ထိရောက်တဲ့ပံ့ပိုးကူညီမှုတွေရရှိရေးတို့ကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တာလို့ဖော်ပြပါဗျာ။ နိုင်ငံတကာပါလီမန်များအဖွဲ့ MPU ဟာကမ္ဘာနိုင်ငံပေါင်း183နိုင်ငံကနေနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားတာပါမြန်မာနိုင်ငံမှာ2020ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက် MPU ရဲ့အမှုဆောင်ကောင်စီက CRPH ကိုသူတို့ရဲ့အဓိကဆွေးနွေးဘက်မိဖက်ဖြစ်အတိမဲ့ပြုခဲ့ပြီးယနေ့တိုင်းဆက်လက်အတိမဲ့ပြုထားတာပါစေယုစုလို့ခေါ်တဲ့အသွင်ပြောင်းစစ်ကော်မရှင်ကဥဆောင်ပြီးလာမယ့်ဒီဇင်ဘာနောက်ပိုင်းမှာအပိုင်းလိုက်စနစ်နဲ့မြန်မာနိုင်ငံမှာစတင်ကျင်းပသွားမယ့်အထွေထွေရွေးကောက်ပွဲကိုအင်အားကြီးတရုတ်ရုရှားနဲ့အိန္ဒိယ ိုင်ငံတို့ကအားပေးထောက်ခံထားကြကြောင်း သိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာရှိကြားဖြတ်လုပ်ငန်းများမှာ Starlink ဆက်ပေါင်း2500ကိုပိတ်ပင်ခဲ့ဟု SpaceX Company ထုတ်ပြန်တဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ online လိမ်လည်မှုလုပ်ကိုင်သည့်ရစုကိုင်းများတွင်ချိုရူ internet ဝန်ဆောင်မှုများအသုံးပြုခြင်းမြင့်တက်လာသည်ဟုသောသတင်းများကြောင့်မြန်မာကြားဖြန့်စင်တာများရှိ Starlink ဆက်ပေါင်း2500ကျော်ကိုပိတ်ပင်ခဲ့ကြောင်း SpaceX company ကထုတ်ပြန်ခဲ့ပါသည်။ကြားဖြန့် online လိမ်လည်မှုများမှာမြန်မာနိုင်ငံတွင်ဆေးရနာသိမ်းပြီးနောက်ပိုင်းအရှိန်ဟုန်ဖြင့်တရှိလာပြီး Elon Musk ပိုင်ဆိုင်တဲ့ချိုရူကွန်ရက်မှတစင် Starlink ဆက်များကိုတက်စင်က internet အသုံးပြုလိမ်လည်လာကြခြင်းဖြစ်ပါသည်။ အကျိုးကျေးဇူးကြီးမားတဲ့တူညီတဲ့ဤပညာဟာလည်းအလွဲသုံးစားလုပ်နိုင်တဲ့အနေရရှိတဲ့အကျန်းဖတ်မှုလို့သတ်မှတ်နိုင်တဲ့ဖြစ်တော်ဖြစ်ခဲ့အခြေအနေတခုဆိုရင်ကျွန်တော်တို့ကမ္ဘာတော်မှာရှိတဲ့တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ပူးပေါင်းတာလိုမျိုးတင့်တော်တဲ့ရေးယူမှုတွေကိုဆောင်ရွက်သွားပါမယ်ဟုစတန်လေလုပ်ငန်းလည်းပဲရေးဒုဥက္ကဋ္ဌကပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံတွင်တရားရာဇဝမှုဂိုင်းများ၏ကြားဖြန့်လုပ်ငန်းခွင်များမှာနိုင်ငံအနှင့်အမြင့်တွယ်နေပြီးအထူးသဖြင့်ထိုင်းမြန်မာနေဆက်တလျှောက်ရှိရှမ်းမြောက်ဒေသအမြဝရီဖျားသောစုစသည့်ဒေသ များသည်ကြားဖြတ်လုပ်ငန်းခွင်များအခြေစိုက်ကြောင်းအမည်ထင်ရှားသည့်ဒေတာများဖြစ်ပါသည်ထို့ပြင်စစ်ကောင်ရှင်ကလည်းထိုင်းမြန်မာနေဆက်ရှိ KK Bat Online လေလံမှုစင်တာကိုဝင်ရောက်စီးနှင်းကစတာလင်းဆက်များကိုသိမ်းဆည်းခဲ့ကြောင်းကိုပြီးခဲ့တဲ့ရက်ပိုင်းကပင်လိမ့်လေသတင်းထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းစစ်တပ်၏ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်သူများကိုအရေးယူမိဟုဓနုပြည်သူလွတ်မြောက်ရေးတပ်ဦးကတတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းစစ်ကောင်စီရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်သူများအရေးယူမိဖြစ်ကြောင်းဓနုပြည်သူလွတ်မြောက်ရေးတပ်ဦး DPLF DPLA တပ်ဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြားပါရယ်။၂၀၂၁ခုနှစ်ဆေးရနာသိမ်းပြီးနောက်ပိုင်းတွင်စစ်တပ်၏ဖိနှိပ်မှု ာဓနုဒေတာအတွင်နိုင်ငံ၏တက်ကြွလှူရှားသောလူငယ်များသည်ဓနုလူမျိုးကိုစားပြုတဲ့ DBLF DBLA ကိုစုဖွဲ့ပြီးစေယုစုကိုလက်နက်ကင်တော်လန့်ခဲ့ကြသည်မှာယနေ့အချိန်တိဖြစ်ကြောင်းယခုကစေယုစုက၎င်းတို့အချိုးစီပါနှင့်အာနာတီမြင့်ရင်တရားမဝင်ရွှေကောက်ပွဲပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်းအသိပေးထားပါသည်ကျွန်တော်တို့ဓနုဒေတာမှာတော့ပြီးသုံးလုံးပါတီနည်းနည်းလှူရှားမှုရှိတဲ့ကျန်းဖို့လည်းရှိတဲ့ပေါ့ကျန်းဖို့လှူရှားတဲ့ဆိုတာကလည်းအခုလက်ရှိစစ်ကောင်စီကတင်းမြောက်ထားတဲ့ဒေတာဦးစီးဥက္ကဋ္ဌတယောက် ဲစီယုံရေးစင်တာရှိပါတယ်။ကျန်တဲ့သူတွေကစီယုံရေးမစင်ရဲဘူးပါတီနာမည်လည်းမထုတ်ပြန်ရဲဘူးသူတို့ဘာတွေကြောက်နေလဲတော့မသိဘူးသူတို့စိုးမိုးပြီးတော့သူတို့အာနာဖဲခံရမှာအရန်ကြောက်နေတာတော့ရှိတာပေါ့ရေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘလို့အရေးယူမလဲဆိုရင်ဘလို့ပူပေါင်းဆောင်ရွက်မလဲပြီးတော့ဘလို့လှုပ်ဆောင်ချက်တွေရှိတယ်ဆိုတဲ့အပေါ်မှာမူတည်တာပေါ့တသက်မဲ့ထဲတော့မရှိပါဘူးဟုဓနုပြည်သူလွတ်မြောက်ရေးတပ်ဦး DPLF DPLA တပ်ဖွဲ့မှတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောကြားပါတယ် ဒနုပြည်သူလွမြောက်ရေးတပ်ဦးဒနုပြည်သူလွမြောက်ရေးတပ်တော်အနေဖြင့်အာနာတိန်စေယုစုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုလက်ခံသွားမှာ မဟုတ်ကြောင်းထို့ကြောင့်တနုလူလူများအနေနဲ့အကျန်းဖက်စစ်တဲရွေးကဝဲကိုအားပေးထောက်ခံခြင်းပူပေါင်းဆောင်ရွက်ခြင်းများဖြင့်စေအုပ်စုအကျိုးစီးပွားနှင့်စေအုပ်စုအာဏာတည်မြဲရေးအတွက်အစိပ်ပင်ရေလောင်းခြင်းမပြုကြရန်မြစ်တာရက်ခံထားပါသည်တနုပြည်သူလူမျိုးရေးတပ်ဦးဟာပြည်သူလူလူများနှင့်ဒူပူပေါင်းဆောင်ရွက်ရေးကိုအချိန်မြင့်လှုံ့ဆော်သွားမည်ဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင်တနုလူမျိုးများကိုစားပြုနေဖြင့်ပြည်ရင်းပြည်ပနိုင်ငံတကာအင်အားစုများနှင့်လည်းပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်အနာဂတ်ဖက်ဒ ပဲဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးပြည်내အကောင်ရေးမှာပြည်ထောင်စုအကောင်ရေးတည်ဆောက်သွားရာတွင်မိမိတို့အင်အားစုတည်နိုင်ငံရေးစီရေးကိုအရှိန်မြှင့်ပူးပေါင်းလှုံ့ဆော်သွားမည်ဖြစ်ပြီးနိုင်ငံရေးကိုစားပြုမှုများကိုလည်းစနစ်တကျပူးပေါင်းလှုံ့ဆော်သွားမည်ဖြစ်ကြောင်းအသိပေးထားကြောင်းသိရှိရပါသည်